ုံသဏ္ဍာန်ယူရန်ပြန်ပါဗောနော်ကာတီလေတာ project တော့လည်းကျွန်တော်ယူရန်ချပြပါပြီဒါနောက်ထပ်ထပ်ပြီးတော့ကျွန်တော်ကဒီပုံစံ UI ကိုခြားပြမှာပေါ့နော်ဒါကတော့ UI ဘိုင်းမကျွမ်းကျင်သေးဘူးထင်လို့ကျွန်တော်ကထပ်ပြီးတော့ပြရတဲ့ဘောပေါ့နော်ဟုတ်ပြီအဲဒီတော့ဒီမှာဆိုလို့ရရင်ကျွန်တော်တို့ကကြည့်ကြအောင်နော်ဒီမှာဆိုရင် row တစ်ခုဒီမှာဆိုရင် row တစ်ခုဒီမှာ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  row တစ်ခုအဲဒီတော့ row က1 2 3 4 5 6 ဟို6ခုရှိရပြော6တန်းပေါ့နော်6တန်းဒီဘောကတော့ကျွန်တော်တို့ကဖုံး history ကိုပြတာပေါ့နော်ဒီအပိုင်းအထင်မှာဒီကောင်ကအဲဒီ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 ဟာကြီးကဒါကြီးတခုလာကျွန်တော်တို့ကဖုံး quantity တွေပြတာပေါ့နော်ဟုတ်ပြီဒီကောင်ကကြတော့ကျွန်တော်တို့က editor ပေါ့နော် editor ဒီ editor ဒါမှမဟုတ် display ပေါ့နော်ပြောရရိုက်လိုက်တဲ့နံပါတ်တွေမှာအဲ့မှာပြတာပေါ့နော်အဲဒီကောင်ကကြတော့အဲကဏ္ဍနေပေါ့နော်ဒါတွေဒါတွေပေါ့နော်အဲ့တော့ကျွန်တော်ဒီပုံစံတိုင်း ျွန်တော် UI ချကြည့်မယ်။ဟုတ်ပြီ။အဲ့တော့ AID တွေကိုသွားမယ်ပေါ့နော်။ဘတ်တန်နဲ့။အဲ့တော့ကျွန်တော် AID တွေကိုသွားပြီ။သွားပြီးတော့အပုံတန်တာချပါပေါ့နော်။အဲ့တော့ကျွန်တော်တို့က activity color တစ်ခုယူမယ်ဒီမှာနော်။ activity color တစ်ခုဒီမှာနော်။ file တစ်ခုယူလိုက်ပြီ။ယူပြီးတော့သူကဒီမှာအလွတ်ကြီးပေါ့နော်။အလွတ်ရှိတယ်။အဲ့တော့ကျွန်တော်တို့က UI ချကြည့်အောင်။ချကြည့်မယ်ဒီကောင်ကကျွန်တော်တို့ကတိတိကျကျချပါခဲ့တယ်ဘယ်လိုတက်လေးရောက်ပြောင်းမယ်ဘယ်လိုတက်လေးရောက် ော်လေးတလေးရောက်ပြောင်းလိုက်မယ်နော်ဘရက်တလေးရောက်ပြောင်းပြီးလို့ရင်ကျွန်တော်ယူတိုင်းစပြီးတော့ချမယ်အဲ့ဒီတော့ကျွန်တော်က linear အာလေးအောင် n a y o u t လေးအောင်ကျွန်တော်တို့က wash mask builder လေးအောင် high high ကတော့ wash ဝင်တာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့က O R R E N original ကပါတီကယ်ပေါ့နော်ပါတီကယ်ထားပြလိုက်မယ်ပါတီကယ်ထားပြီးတော့ကျွန်တော်တို့ကဒီကောင်ကိုပါတီကယ်ထားလိုက်မယ်နော်ပါတီကယ်ဘာလို့ပါတီကယ်တော့ဆိုလို့ချင်းကျွန်တော်တို့ rule တွေကကျွန်တော်တို့ကပါတီကယ်အထောက်အောက်ပေါ့နော်အထောက်ပြန်ကြည့်လိုက်ပေါ့နော်ဒီမှာအဲဒီကောင်ကြီးကအဲဒီကောင်ကြီးကကျွန်တော်တို့ကဆွမ်းတာကျွန်တော်တို့သတ်မှတ်ထားတဲ့ဒီကောင်က ီတစ်ခုလုံးอ่ะဗောနော်ဒီခုံကဆောင်းတာကျွန်တော်ဆွဲလိုက်တဲ့ line ကြီး၄ယောက်ဗောနော် line ကြီး၄ယောက်အဲ့တော့ line ကြီး၄ယောက်ထဲမှာမကျွန်တော်တို့ကဘာတွေပါတော့ဆိုတော့ဒီမှာဒီမှာ1,2,3,4,5,6 rule 6ခုပါ rule 6ခုဆိုတော့ကျွန်တော်တို့ကထည့်အောင်မယ်ဗောနော်ထည့်မယ်အဲ့တော့ rule 6ခုဆိုတော့ထပ်မှာဖြစ်တဲ့အတွက်ဒီမှာတော့အောက်ခြေပါအောက်ခြေမှာကပ်ပေါ်ရမှာဗောနော်အောက်ခြေမှာကပ်ပေါ်ရမှာပေါ်ရမှာဖြစ်တဲ့အတွက်အဲ့တော့ ော်ဒီကောင်ကအောက်ခြေမှာကတ်ပေါ်မှာအောက်ခြေမှာကတ်ပေါ်မှာတော့ကျွန်တော်တို့ကအောက်ကိုပို့မယ်အဲ့ဒီတော့လေးရောက် element border ပေါ့နော် pair border true border true ပေါ့နော် border ကို true ထားလိုက်ပါပေါ့ border ကို true ထားလိုက်ပါပေါ့နော် border ကိုထူးထားလိုက်မယ် border ကိုထူးထားပြီလို့ရှိရင်ကျွန်တော်တို့ကအဲဘယ်လိုလုပ်ဆိုတော့ဒီပေါ့နော်ဟွာရို့သူတို့၄ယောက်တည်းလိုင်းညာ၄ယောက်တည်းကိုထပ်ပြီးတော့ထည့်မယ်ပေါ့နော်ထပ်ထည့်မယ်အဲ့တော့ဒီမှာ row တစ်ခုရှိမယ်အဲ့တော့ row တစ်ခုစီရှိမယ်သူက row တွေက သူကဟော်ရဂျင်နယ်ပေါ့နော် ORI ဟော်ရဂျင်နယ်ပေါ့နော်သူကဟော်ရဂျင်နယ်ရှိမယ်ဟမ်ဒီကဟော်ရဂျင်နယ်ဒါ root တစ်ခုကိုကျွန်တော်တို့ကဘတ်တန်တွေကဒီမှာဆိုလို့ကျရင်အစံတိုင်း1နဲ့3တင်းနဲ့3အစံတိုင်းပေါ်ရမှာနော်အဲ့ဒီတော့ကျွန်တော်တို့ကတခုဟော်ရဂျင်နယ်သွားမယ်သွားပြီးရင်နောက်ထပ်6ခုရှိရနော်ဘို6ခုတွေကျွန်တော်တို့ line ကလေရော6ခုထည့်မယ်ဟမ်2ခုရှိပါတယ်3ခုရှိပြီ လေခြောက်ခုပေါ့နော်ဒီမှာဆို1 2 3 4 5 6ခြောက်ခုရှိတယ်ပေါ့နော်ဒီမှာခြောက်ခုရှိပါတယ်နော်၄ယောက်က6ပိုင်းရှိပါတယ်အဲ့တော့6ခုရှိသွားပြီတော့ကျွန်တော်အဲ့ဒီမှာဘတန်တွေထည့်ရမယ်ဘတန်တွေကဒီမှာဆိုလို့ရှိရင်ဘတန်က1 2 5ခုရှိရပေါ့အတ္တတပေါ့နော်အတ္တတရှိမယ်အတ္တတရှိမယ်ဆိုတော့သူ့ထဲမှာမှကျွန်တော်တို့ကအတ္တတထည့်မယ် ေတဲ့အတက်တက်ထဲမှာပြီးလို့ရှိရင်ကျွန်တော်တို့ကပတ်တီပေါ့နော်ခွာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အကောင်ကအတက်တက်ထဲပေါ့နော်အဲ့ဒါဒီကောင်ကဘတ်တန်၃ခုထည့်မယ် PU ဒီကောင်ဘတ်တန် ဟမ်အဲဘတ်တန်ထည့်ဘတ်တန်နောက်ထပ်ဘတ်တန်တစ်ခုပေါ့နော်ဘတ်တန်တစ်ခုထည့်မယ်ဟုတ်ပြီဘတ်တန်ထည့်မယ်ဆိုတော့ဘတ်တန်၃ခုအစင်လိုက်တိုင်းပေါ့နော်ဘတ်တန်၃ခုအစင်လိုက်တိုင်းအဲ့တော့တင်းနှစ်၃ပေါ့နော်တင်းနှစ်၃ဘတ်တန်ဟာတင်းနှစ်၃အဲ့တော့ကျွန်တော်တို့ဘတ်တန်တက်တက်တက် နဲ့တက္ကသုံးအဲ့တော့ဒီမှာတင့်နဲ့သုံးဗတာတင့်နဲ့သုံးဟုတ်ပြီဗတာတင့်နဲ့သုံးရပြီတင့်နဲ့သုံးရသူ့ကိုဗတာ site site တွေထည့်မယ်လား site တွေကိုကျွန်တော်ကြီးလိုက်မယ်ဟုတ်တော့ကျွန်တော်ကြီးရခက်ကြီးကြီးလေးပေါ့နော်တက်ရှစ် အဲ့တော့ဖတန်3ခုဖတန်3ခုအဲ့တော့တင်းမြတ်တော့3ခုကော်ပီယူမယ်ကော်ပီယူပြီးတော့ကျွန်တော်နောက်ထပ်တန်းတန်းစာထည့်မယ်ပေါ့နော်အဲ့လိုပဲနောက်ထပ်တန်းတန်းစာထပ်ထည့်မယ်နော်တရလာထဲအဲ့တော့ဒီမှာတင်းနဲ့တော့တင်းနဲ့တော့ဒီမှာဆိုလို့ရင်ကျွန်တော်၄ 이, 어, 쳐, 공, 실, 구, ော်တို့ဒီမှာ layout design ချပြီးတော့ရယ်နော် design ချပြီးတော့အဲကျွန်တော်တို့လိုချင်တဲ့ design ကဒီမှာ1 2 3 4 5 6 7 8 9 10 0 hash shares အောက်က core ပေါ့နော်အဲ့တော့ core ဆိုတော့ကျွန်တော်တို့က core တွက်200ချ200ချမယ်ဆိုတော့ layout width ကတရားလာရယ်နော်တရားလာရအောင်ထည့်မယ်ထည့်ပြီးလို့ရှင်ဒီကောင်ကိုပြယူမယ်ယူပြီးလို့ရှင်ဒီမှာထည့် ထည့်ပြီးလို့ရှင်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့က35လောက်သတ်မှတ်လိုက်နော်35လောက်သတ်မှတ်လိုက်နော်သတ်မှတ်ပြီးတော့အလဲကောင်မှာပေါ်ရင်တာဖြစ်တော့သူ့ကိုကဖလီကစန်တာပေါ့နော်အာနော်ကျွန်တော်လိုချင်တဲ့ပုံစံရအပြီးတော့သူကကောပေါ့နော်ဒီကော เนาะကျွန်တော်တို့လိုချင်တဲ့ဒီဇိုင်းရသွားပြီပေါ့เนาะအဲ့ဒီဇိုင်းရသွားပြီဆိုလို့ရင်ကျွန်တော်တို့ store ရထုတ်ကြည့်မယ်ထုတ်ကြည့်မယ်ဒီမှာ activity insta ehd and insta app ပေါ်လာနောက်ကြရပါတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကွန်ပျူတာနဲ့ဆိုရင်တော့မြန်တယ်ပေါ့နော်ဒီကောင်းနေပတ်တာအဲ့မှာ activity ကျွန်တော်တို့အကုန်လုံးရိုက်စာမလို့ code editor ကပေါ်မှာ one create create method ပေါ့နော် create method ထည့်မယ် create method ကကျွန်တော်တို့ဒီကောင်းပေါ့နော် bundle of station state ပြီးလို့ရှင် stars quantum view r layout sonano layout activity လေးရောက်ဖုံးဆိုတာဟောက်ထည့်လိုက်မယ်သူနဲ့ချိန်ပြရမှာနော်စောနာ UI နဲ့ချိန်ချိန်ပြလို့ရင်ဒီကောင်ကိုကျွန်တော်တို့ကဒီမှာသွားပြီးတော့ main ဖြစ် main class ဖြစ်ကြော်ညာပေးလိုက်ပြီးကျွန်တော် install တင်ကြည့်လိုက်မယ်နော်ဟုတ်ပြီအဲ့ဒီကျွန်တော် UI ချတာဘာမှမခင်ဘူးနော်ကျွန်တော် computer ပြောကြံတာကျွန်တော်ချခဲ့တယ်ပေါ့နော် UI ဒီခုဒီဖုံး UI ကိုလည်းကျွန်တော်တို့ချတယ်အဲ့တော့ကျွန်တော်ထွက်လာတဲ့ဟာလေးကိုရလက်ကိုကြည့်ကြည့်အောင် ဲ့တော့ကျွန်တော်တို့ UI ကိုနားမလည်ဘူးထင်လို့ကျွန်တော်ထပ်ပြီးတော့ဒီ UI ကိုထပ်ပြီးတော့ကျွန်တော်သင်ပေးတာပေါ့နော်အမှန်ကတော့နောက်ထပ် lesson တွေကိုစပ်ပြီးတော့သွားမှာပေါ့နော်နောက်ထပ် project တွေစပ်ပြီးတော့သွားမှာပေါ့နော်အခုက UI ကိုပြန်ပြန်မျိုးနှွေးပေးနေတာပေါ့နော်ဒီ UI ကိုချပုံချနည်းတွေကိုသိဖို့လိုတယ်ဗျအဲ့ဒါမှလည်းဆောင်းနောက်ထပ် project တွေချရင်ဘယ်လိုဘယ်လိုထည့်ရမလဲဘယ်လိုဘယ်လိုထည့်ရမလဲဆိုတာသင်ပြီးမှာပေါ့နော်ဒီကကျန်တာကတော့ခက်ခဲရင်းရုံမဟုတ်ပေါ့နော်လောရမယ့်အပိုင်းတွေမှာ ီ UI တွေကိုနားလည်ဖို့လိုတယ်ဗျโอเคဒီမှာเนาะကျွန်တော်လိုချင်တဲ့ UI ပုံစံလေးရှားရပေါ့เนาะအဲဒီတော့ကျွန်တော်လိုချင်တဲ့ UI လေးရပြီဆိုတော့ယင်းကျွန်တော်ကနောက်ထပ် lesson တစ်ခုတက်မယ်။အဲဒီ lesson မှာကြတော့ကျွန်တော်ကိုယ်တိုင်မကြီးဘူး AI ကိုခိုင်းမယ်ပေါ့เนาะ AI ကိုခိုင်းပြီးတော့ code တွေကိုကျွန်တော်ကိုယ်တိုင်ပြီးတော့အခုကကျွန်တော်ကကိုယ်တိုင် UI ချတာပေါ့เนาะအခုကျွန်တော်နောက် လက်ဆင်မှာကျတော့ဒီပုံစံဒီဒီဇိုင်းကိုကျွန်တော်ကိုယ်တိုင်ယူနိုင်မချဘူး AI ကိုခိုင်းမှာပေါ့နော် AI ကိုခိုင်းပြီးတော့ကျွန်တော်တို့က AI ကခြာပေးတဲ့ကုတ်တွေကိုကျွန်တော်တို့ကထည့်ပြီးတော့ရေးပြီးတော့မြန်မြန်ပေါ့နော်ပြောရမယ်ကိုယ့်ရဲ့အချိန်လေးပြောရမယ်ဆိုရင်တတ်တာအောင် AI နဲ့တွဲပြီးတော့လုပ်ကြည့်မယ်ပေါ့နော်လောက်ပါပြီ